အားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူမင်းမြတ်တို့ရရေးတဲ့မွေဖြူရှင်မာလို့အမည်ရတဲ့ဝတ္ထုကိုအပိုင်းနှစ်အနေနဲ့ကျွန်တော်ကိုရှိတာမှဆက်လက်၍ဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခန်းစားပေးကြပါအောင်ခင်ဗျာတိဟသည်အဖွားအိုကိုစပိန်နှင့်တိုက်မိမတတ်ဖြစ်သွားသော ရိုင်းပြသောလူငယ်ကိုတတိယလေထိုလူငယ်သည်မိခင်၏မွေးစားသားဖြစ်နေလေ၏တိဟသည်မိခင်နှင့်ပတ်သက်၍မေးမြန်းစုံစမ်းလိုသည်ထို့ကြောင့် ဒေါ်ပန်းယုံဆိုတဲ့အမျိုးသမီးကြီးဟာဘာအလုပ်လုပ်တယ်လဲဒေါ်ပန်းယုံဟာအတော်ထူးဆန်းတဲ့မိန်းမတယောက်ပဲငါတို့တသက်မှာသူစည်းဝါလောက်တာတစ်ချိန်တစ်ခါမှမထွေဘူးဘူးဒါပေမဲ့ဒေါ်ပန်းယုံဟာတတိသေးကြွယ်တူထက်အများကြီးပို့ပြီးပတ်စံတုံးဆွဲခဲ့တယ်ဒါကြောင့်ဒီမြို့မှာဒေါ်ပန်းယုံထက်ချမ်းသာတဲ့သူမရှိဘူးလို့တွက်ဆကြတယ်ဒေါ်ပန်းယုံကအလှူဒန်းကိစ္စနဲ့ကြုံရင်ဒီမြို့မှာတတ်သေးတွေထက်နှစ်ဆပိုပြီးလှူဒန်းနေပြီးတော့ ဒေါ်ပန်းယုံဟာပန်းနေနဲ့ပတ်သက်ရင်ပတ်စံကိုအတိုင်းအဆမရှိတုံးဆွဲတတ်တယ်။တခါတုန်းကပြင်သစ်လူမျိုးတယောက်စီကအဖိုးတန်ပန်းမင်တပင်ကိုရွှေ၁၀သားနဲ့လဲလှယ်ပြီးဝယ်ယူခဲ့တယ်။အဲ့ဒီပန်းမင်ဟာသူ့ရဲ့လက်ထဲမှာ၃ရက်လောက်ပဲခံပါတယ်။ဒါပြင်နဲ့ပန်းနေနဲ့ပတ်သက်ပြီးဘယ်တော့မှမနှမျောတတ်ဘူး။သူ့စီမှာအလုံးလုံးတဲ့ဥယျာဉ်မှုတွေဟာမပန်းယုံရဲ့ပန်းတွေကိုမပြုစုရဲလို့ဒီမျိုးကထွက်ပြေးသွားကြတာများတယ်။တခါတုန်းကအမှုအဖိုးတန်နဲ့ပန်းတပင်ကို တည်ဆုံးအောင်လုပ်တဲ့ဥယျာဉ်မှုတရားကိုတဏှတ်နဲ့အတိပြတ်တတ်ဖို့ကြံရွယ်ခဲ့ဘူးတဲ့ဟုတ်ပြောလေရတရားတည်မိခင်ဖြစ်သူဤထူဆန်းသောဇေယျများကိုအံ့ဩစွာဖြင့်နားထောင်နေလိထို့နောက်တိဟာကဒေါ်ပန်းယုံနဲ့ဦးလေးနဲ့ဘလို့ရင်းနှီးသွားတာလဲဒေါ်ပန်းယုံနဲ့ငါဟာတမျိုးတည်းမှာနေထိုင်ပေမဲ့တရားအောင်နဲ့တရားမတိကျွမ်းကြဘူးဒေါ်ပန်းယုံဟာငါလိုတီးပင်စားပင်တွေကိုစိုက်ပျိုးစားတတ်လူတယောက်ကိုအထင်မကြီးဘူးဒါပေမဲ့တနေ့မှာဒေါ်ပန်းယုံစီးလာတဲ့ ယထာလုံးဟာငါးချီချံကဖြတ်သွားတယ်လေဒေါ်ပန်းယုံကငါးချံထဲကပန်းလေးတစ်ပွင့်ကိုမြင်ပြီးယထာလုံးဘော်ကအထိတ်တလန့်ဆင်းလာတယ်အဲ့ဒီပန်းကတော့ငါးကိုတန်းရိုးမတော်တဲ့ကခက်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 ရှာဖွေတာလေအင်မတန်ရှားပါတဲ့တော်ပန်းကလေးတစ်ပွင့်ပါပဲဒေါ်ပန်းယုံကပန်းအင်းနဲ့ပတ်သက်ရင်အင်မတန်ရိုးတုတ်တယ်ငါးစီကတော်ပန်းကလေးကိုဈေးအမြင့်ဆုံးပေးပြီးဝယ်ယူတယ်ငါဟာအဲ့ဒီတုန်းကဒေါ်ပန်းယုံရဲ့ငွေနဲ့ပေါက်တဲ့စိတ်ဓာတ်ကိုမကြိုက်လို့မယောင်းခဲ့ဘူး now နောက်တနေ့ရောက်တော့ပန်းဝါသနာအိုးချင်း ကိုချင်းစာပြီးအင်မတန်ရှားပါတဲ့ပန်းမင်ကိုဒေါ်ပန်းယုံအတွက်လက်ဆောင်ပေးဖို့ခဲ့တယ်။အဲ့ဒီအချိန်ကစပြီးဒေါ်ပန်းယုံနဲ့ငါဟာခင်မင်းရင်းနှီးသွားခဲ့တယ်။နောက်တော့ပန်းရင်းနဲ့ပတ်သက်တဲ့အယူအဆအတွေးခေါ်တွေကိုအပြန်အလှန်ပြောရင်းတယောက်နဲ့တယောက်နားလည်လာတယ်။အဲ့ဒီအချိန်ကစပြီးဒေါ်ပန်းယုံရဲ့ဥယျာဉ်ကိုတပတ်တစ်ကြိမ်သွားပြီးပြည့်စုံဆောင်ချောက်ခဲ့တယ်။အဲ့ဒီအတွက်အခကျင်းငွေလည်းမယူပါဘူး။ဟုတ်ပြောလေရ။ တရသည်မိခင်နှင့်ပတ်သက်သောအကြောင်းအရာများကိုသိခွင့်ရ၍လွန်စွာစိတ်လှချသွားလေလူကြီးကဆက်လက်၍ဒေါ်ပန်းယုံဟာပန်းမင်တွေကိုငါကြီးကျုပ်ပေးတဲ့အချိန်ကစပြီးဥယျာဉ်မှုမထားတော့ဘူးကွဥယျာဉ်ထဲမှာဆေးခိုင်းမှုအလုံးစုံမှာပဲထားတော့တယ်နောက်တစ်ချိန်ဒေါ်ပန်းယုံရဲ့ပန်းချံကြီးကိုတွားရင်မင်းကိုခေါ်သွားမယ်ဟုတ်ပြောလေရတင်ရသည်မိခင်ဤအင်ကြီးတို့စိတ်လှချသွားလေထို့ကြောင့်စိတ်အားတက်ကြွဟန်ဖြင့် အိမ်ညီကြီးတို့သွားရမည့်နေ့ကိုစောင့်မျှော်၍နေလေတော်၏တိဟသည်ဥယျာဉ်မှုလူကြီး၏အလုံများကို အားကျိုးမှန်တက်လောက်ကင်ပေးလေ၏ထို့ကြောင့်လူကြီးသည်တိဟကိုသဘောကျကြောင်းမကြာခဏချိန်မုံလေ၏တိဟသည်အားလက်သည့်အချိန်များတွင်တိုင်းလေးကျင်ကန်းဆောင်များကိုတိုင်းလေးကျင်ကန်းများကို လေ့ကျင့်နေတတ်၏လူကြီးသည်တိုင်းလေးကျင့်နေသောတိဟကိုကြည့်၍ကိုခံပညာလေ့ကျင့်နေတာလားဟိကောင်းနေကွလောကမှာလူတွေဟာငြိမ်းချမ်းရေးကိုအလိုရှိတယ်လို့ပြောဆိုကြတယ် မြတ်တရားကိုရှင်းတာပြီးတိခန့်စိတ်မွေးရမယ်လို့လည်းပြောတတ်ကြတယ်။ဒါပေမဲ့တခါတည်းရန်တော့ငြိမ်းချမ်းရေးရဖို့ထက်မြတ်တရားကိုရှင်းထားရုံနဲ့မရဘူး။ရုံးကန်တိုက်ခိုက်တဲ့အခါမျိုးတွေလည်းရှိတယ်။အဲ့ဒီအခါမှာတိုက်ခိုက်ရေးပညာတွေကအသုံးဝင်လာတတ်တယ်။ဒါကြောင့်ယောက်ျားတစ်ယောက်ဟာကိုယ်ခံပညာကိုတက်ကြွမှုတွေလိုအပ်တယ်ကွာ။ဟုတ်ပြောလေ။တရားတည်ကိုခံပညာလေးကျင်ရင်ထိုပညာများကိုသင်ကြားဖြစ်သောအကြောင်းကိုပြန်လည်မြင်အောင်လာ၏။ တနေ့တနိုင်မွေးတပခင်အယက်တမကြီးသည်အယက်တော့ဖော်တော့ဖက်လူကြီးတယောက်ကိုခေါ်လာ၏ထို့နောက်တညာလုံးတောက်ကြပြန်၏နောက်တနေ့တို့ရောက်လျင်ဧည့်သည်လူကြီးသည်အယက်နာကြ၍အဲ့ရတဲ့၌မထနိုင်မရှိလေ၏တင်ရသည်အယက်နာကြနေသောလူကြီးကိုပြုစုရန်ပြင်ဆင်လေ၏ထိုအခိုက်မှာပင်လူကြီးကလက်ကပြ၍အဲ့ရမှထကာငါ့ကိုဘလို့မှမပြုစုနဲ့ငါအတွက်အယက်နာကြတာကိုကုစားဖို့နေလန်းရှိတယ်ဟုပြောကာအိမ်ရှိချီကွက်လက်တို့ခြောက်သွားလေ၏ထို့နောက်ရှင်နှစ်ဖက်ကို ခွဲ၍ရက်ကတကိုယ်တည်းတိုင်းကစား၍နေ၏တိဟသည်လူကြီးတိုင်းကစားနေခြင်းကိုစိတ်ဝင်စား၍တန်အံတော်ကြည့်ရှုလေ၏တိုင်းသမားကြီးသည်အတန်ကြာအောင်တိုင်းကစားပြီးနောက်ခန္ဓာကိုယ်မှရွှေသီးရှူပေါင်များကြာလာလေ၏ထို့နောက်တိုင်းကစားခြင်းကိုရက်ဆန်းလိုက်ပြီး အရက်နာကြခြင်းများပျောက်ဆုံးသွားပြီဟုဆို၏တိုင်းသမားကြီး၏အမည်မှာဥတေဟု၍ဖြစ်ပြီးဥတေသည်ယခင်ကနာမည်ကျော်ကြားသောတိုင်းဆရာကြီးဖြစ်သည်ဟုဆို၏ဥတေသည်မယားဖြစ်သူတည်ဆုံးပြီးနောက် အယတ်သမားကြီးအဖြစ်ပေတေလင်လွင့်က တမျိုးပြီးတမျိုးရှေးဦးတရသွာလာနေခဲ့၏ယခုတရားရည်မွေးစားဖခင်အယက်သမားကြီးနှင့်ပေါင်းသင်းမိပြီး၎င်းတို့နှစ်ဦးသည်ညီကိုရင်းတဲ့ဘွယ်ခင်မင်သွားလေ၏ထိုအချိန်မှစ၍ဥဒေသည် မောင်တီဟာတို့တွင် သုံးနှစ်နေပါနေထိုင်ခဲ့လေ၏တရားသည်ဥဒေကိုဝကြီးဝင့်ငယ်ပြုစု၍တိုင်းပညာကိုနေ့စဉ်သင်ကြားခဲ့၏ဥဒေသည်တရားကိုရှိခင်သူဖြစ်၍တိုင်းပညာရများကိုမွှင်းမချန်သင်ကြားပြသခဲ့၏ တရားတော်နှင့်နေထိုင်ပြီးသုံးနှစ်နီးပါးကြာသောအခါအရက်ဆိုင်တဆိုင်တွင်လူမိုက်တဦးနှင့်ခတ်ရန်ဖြစ်ပွား၏ဥဒေသည်အလွန်သဘောမနှောကောင်းသူဖြစ်ပြီးသူတစ်ပါးနှင့်ရန်ဖြစ်ခဲလာ၏ထိုနေ့ကဥဒေသည်တင်းကြီးမခံနိုင်တော့ဘဲဒရှိကိုဆွဲကင်ကလူမိုက်၏လယ်မျိုးကို ခုတ်ပိုင်းရန်ကြံရွယ်လာ၏လူမိုက်သည်ဥဒေ၏တိုက်ခိုက်မှုကြောင့်ကြောက်လွန်း၍ငဲတံပါအောင်အော်ဟစ်လာ၏ဥဒေသည် လူမိုက်၏ကြောက်လန့်ဖွယ်ကောင်းသောအော်ဟစ်တံကြောင့်စိတ်ကိုချုပ်တေးလိုက်ပြီးလျှင်တောက်ခေါက်၍ ဓာကိုအမြေပြင်ပေါ်သို့ထိုးဆိုင်လိုက်ထိုနေ့မှစ၍ဥတေသည်တတိတံဝေကတရားကိုရကတရားတပောင်တို့ဝင်ရောက်သွားလေသည်ဥတေတရားတပောင်ဝင်ရောက်သွားသောအခါမောင်တိဟာဤဖခင်အယတမကြီးတဦးတည်းသာအယက်ကိုအဖော်ပြုရင်းကြံ့ရခဲ့လေသည်တိဟသည်တိုင်းပညာကြီးဥတေတင် जा ပေးခဲ့သောတိုင်းပညာကိုနေ့စဉ်မပြတ်လေ့ကျင့်ခဲ့၏ထို့ကြောင့်သူဤကိုခံပညာအစဉ်တန်းမှာနေ့စဉ်နှင့်အမျှတိုးတက်၍လာခဲ့လေ၏ ။ဥယျာဉ်မှုလူကြီးအချံတို့တီဟရောက်ပြီးတပတ်ပြည့်သောနေ့တွင်လူကြီးကအိမ်ကြီးတို့လိုက်ခဲ့ရန်ပြောခဲ့၏။တီဟသည်မိခင်နှင့်တွေ့ဆုံရန်အလွန်ဆိတ်ဆောနေလေ၏။မိခင်ကြီး၏ရုပ်ရည်ယူပကကိုလည်းတွေ့ကျင်မြင်ကျင်လာ၏။ထို့ကြောင့်လူကြီးခေါ်ဆောင်ရာကတို့စိတ်ဝင်စားစွာဖြင့်လိုက်ပါသွား၏။ဥယျာဉ်မှုလူကြီးခြေတို့ခြံခြေတို့ရောက်တော့အခါခြံဆောင်လူကြီးကခြံတကားကြီးကိုဖွင့်လာ၏ဥယျာဉ်မှုကြီးသည်ခြေမဥဆောင်၍တီဟကိုခေါ်သွားသည်တီဟသည်ခြံကြီးထဲသို့ရောက်တော့အခါ လှပခံကြသောအနီရောင်အင်ကြီးကိုမြင်ရလေ။အင်ကြီးတစ်ဖက်တွင်လွန်စွာလှပသောပန်းဥယင်ကိုတွေ့မြင်ရ၏။ပန်းဥယင်ထဲတွင်လွန်စွာရှားပါသောပန်းများကိုစုံလင်စွာမြင်တွေ့ရသည်။ဥယင်မူကြီးကလက်ဝဲရံ၍ဥယင်ထဲကပန်းတွေဟာမလှပပဲအယုတ်ဆိုးနေရင်ဆိုးနေလိမ့်မယ်။ဒါပေမဲ့ပန်းတွေအားလုံးကတော့အလွန်ရှားပါတဲ့ပန်းတွေပဲကွ။ဒေါ်ပန်းယုံဟာသူ့ရဲ့ပန်းဥယင်ချန်ကြီးထဲမှာ ဒီပန်းတွေရဖို့အတွက်ငွေတွေအများကြီးအသုံးပြုခဲ့ရတယ်။ဟုတ်ပြောရင်ပန်းဥယျာဉ်ထဲသို့ရှေ့မှဥဆောင်ရေးဝင်သွားလေ။ထိုအခိုက်မှာပင်ဥယျာဉ်ဤတနေရာမှာတရောထိုးတန်ကိုကြာရလေ။တရောထိုးတန်သည်အလွန်နားထောင်၍ကောင်းလာပြီ။ရင်ထဲတွင်အေးမြကြည်လင်သွားလေ။လူကြီးကတရောတန်ထွက်လာရာပန်းချံရှိရာသို့ဥတီချောက်လန်းသွား၏။ပန်းချုံကလေးကိုရောက်သောအခါ ကြောက်သားကလည်းထိုင်ပေါ်တွင်ထိုင်၍တရောထိုးနေသောလွန်သွာချောမောလာပါသည့်အမျိုးသမီးကြီးကိုတွေ့ရလေ။တင်ရသည့်အမျိုးသမီးကြီးကိုကြည့်၍သူ၏မိခင်မှန်ရိတ်စားမိသွားပြီးရင်ထဲတွင်လည်းလှိုက်ဖို့၍သွားလေ။မိခင်၏မျက်နှာမှာအလွန်မဟာဆန်ပြီးပဒုံးရောင်ကိတာများကိုလည်းလှပစွာထုံးဖွဲ့၍သားလေ။တင်ရသည့်ပန်းချုံခြေတွင်ထိုင်ပြီးတရောထိုးနေသော မိခင်ကိုမျက်တော်မခတ်ကြည့်ရှုနေမိ၏။ မိမိငယ်စဉ်ကလေးဘဝကပင်တွေ့ကျင်မြင်ကျင်လွန်၍တောင်းတလာခဲ့သောမိခင်ကိုယခုတွေ့ရခဲ့ရှိပြီမိခင်၏မျက်နာသည်အလွန်ကြည်လင်ဝင်းပနေပြီးရှေ့ခင်စရာ ကောင်းလာပါ၏သူမ၏တရောထူးတာမှလည်းလွန်သွားတာယာနာပြောခွဲကောင်းလာ၏မိခင်သည်မျက်လုံးများမဲ့၍တရောထူးနေရမှလူတန်ကြား၍ဖွင့်ကြည့်လိုက်၏ဥယျာဉ်မူလူချင်းနှင့်တိဟာ၏မျက်နာကိုမြင်သောအခါတရောထူးချင်းကိုရက်တန်း၍ညှို့ငင်အာကောင်းသောအတန်ဖြင့်ပန်းတွေကိုတရောထိုးပြပြီး ာယုံဝင်စားနေတာနဲ့ဥရှိကောင်းတို့ရောက်နေတာတော့တတိမပြုတ်မိလိုက်ဘူးဟုပြောလေရာတရားဒီပန်းများကိုတရောထိုးပြနေသည်ဆိုသောမိခင်ကိုတန်အန်တော်ကြည်လိုက်တတ်မှတ်ဖြစ်သောပန်းများကိုတရောထိုးပြနေသည်ဆိုခြင်းမှာထူးဆန်းအံ့ဩဖွယ်ဖြစ်၏မိခင်ဤစိတ်ဓာတ်သည် ပုံမှန်အရှင်အနေမှရှိပါလေသာမိခင်သည်တင်အားကိုမျက်လုံးချင်းဆုံကြည့်လိုက်၍ဥရှိဘက်သို့လှည့်လိုက်ကဒီတငယ်ကဘာတူလဲဟုမေးမြန်းလိုက် ဦးချက်ကောင်းကတီဟအားမိမိချံတွင်ကုညီလောက်ကင်ပေးတော့လူငယ်ဟုမိတ်ဆက်ပေးလေသည်ပန်းလေးကိုဝါသနာပါရက်လာလူလေးဟုမေးမြန်းလေတီဟကမိခင်ကိုကြည့်၍အရင်တုန်းကတော့ဝါသနာပါရကောင်းမှမသိဘူးအခုတော့ဒီရှန်ကြီးတဲကိုရောက်တော့မှပန်းတွေကိုဝါသနာပါရကောင်းမှသိလာပြီဟုပြောလေရာအမျိုးသမီးကြီးကသဘောကျဟန်ဖြင့်ခေါင်းညှိ၍အပင်နေနဲ့ပတ်သက်ပြီးလူတွေမသိသေးတဲ့လှုပ်ဝက်ချက်တွေရှိတယ် ဒါပေမဲ့အဲ့ဒီလျှို့ဝှက်ချက်တွေကိုလူတိုင်းမသိနိုင်ဘူးစိတ်သဘောထားအလွန်တိမ်မွေးတဲ့လူတွေမှသိနိုင်တယ်အပင်တွေရဲ့လျှို့ဝှက်ချက်တွေကိုသိရင်အလွန်သေးငယ်တဲ့စပယ်ပန်းကလေးတစ်ပွင့်ကိုတောင်မှ စုခုရမှာမဟုတ်ပါဘူးအပင်ပေါ်ကကြွေကျလာတဲ့ပန်းတစ်ပွင့်ဟာလူတွေရဲ့သဘာဝနဲ့ရှင်ရင်တည်ဆုံးမှုတစ်ခုပဲဒါကြောင့်ပန်းတွေကို တကယ်ချစ်တတ်ရင်မြေမှာကြွေကျတဲ့ပန်းတစ်ပွင့်အတွက်ဝမ်းနည်းတတ်ရတယ်ဟုတ်ပြောလေရာတိဟသည် အမျိုးသမီး၏စကားကိုအလွန်တရာအံ့ဩသွားလေ။ထို့ကြောင့်မိခင်၏မျက်နှာကိုကြည့်၍ပန်းတော်ပွင့်ရအတွက်ဝမ်းနဲ့ပူဆွေးမယ်ဆိုရင်ကမ္ဘာလောကကြီးတစ်ခုလုံးဝမ်းနဲ့ပူဆွေးစရာတွေအတိဖုံးလွှမ်းနေတော့မှာပေါ့။ဟုပြောလေ။အမျိုးသမီးကြီးသည်တီဟိုင်းစကားကြောင့်ခေါင်းတဆက်ဆက်ညင်၍လူလေးမဆိုးဘူး။အတွေးအခေါ်ရှိသားပဲ။လူမှန်ရင်အတွေးအခေါ်ဒသနနဲ့ကင်းပြီးမနေရဘူးအတွေးအခေါ်မရှိတဲ့သူကဘယ်တော့မှလေးလေးနက်နက်မခံစားတတ်ဘူးနောက်ပြီးတော့ တိထက်အစင်းမြင့်မြင့်ပြောရရင် အတွေးခေါ်မရှိတဲ့လူဟာဓမ္မနဲ့ဝေးနေအောင်ပါပဲလူလေးအသက်ငယ်ပါသေးတယ်ဓမ္မဆိုတာသိနိုင်အောင်မဟုတ်ဘူးဘာပဲဖြစ်ဖြစ်လူမှန်ရင်အတွေးခေါ်တဒ္ဒနာနဲ့ကင်းကွာပြီးမနေအပ်ဘူးတကယ်တော့တဘာဝတရားကြီးကလူနဲ့တလိษံကိုခွဲခြားဖို့အတွက်အတွေးခေါ်ကိုဖန်တီးပေးလိုက်တာပဲဟုတ်ပြောလေတရားတည်မိခင်ဖြစ်သူ၏ဇကားကိုနှစ်သက်သဘောကျသွား၏ မိခင်၏လွတ်လပ်ပွင့်လင်းသောစိတ်ကိုလည်းနှစ်သက်နေမိ။ထို့ကြောင့်မိခင်၏လက်ထဲကြီးတရောကိုကြည့်၍ပန်းတွေကိုတရောထိုးပြတယ်ဆိုတော့ပန်းတွေကတရောတံကိုခန်းစားနားဆင်နိုင်လို့လား။ဘလို့ပြောလိုက်တာလဲလူလေးရဲ့။အပင်တွေဟာတိတ်ပြီးတော့ခန်းစားတတ်တာပေါ့။ဘလို့ပြောလိုက်တာလဲလူလေးရဲ့။အပင်တွေဟာတိတ်ပြီးခန်းစားတတ်တာပေါ့။အတော်ချန်တဲ့ကအပင်တွေဟာဘယ်ပန်းတွေနဲ့မှမတူအောင်တမူထူးခြားတယ်ဟုတ်ပြောလေရ။ ဦးချစ်ကောင်းဆိုသောဥယျာဉ်မှူးကြီးကဝင်ရောက်၍ဟုတ်တယ်ကွာတော်ပန်းရုံရဲ့ပန်းတွေဟာကဘာပေါ်မှာရှိတဲ့ဘယ်ဥယျာဉ်ကပန်းနဲ့မဆိုလမ်းစမ်းမှုမှာရှင်ပြိုင်ဝင်တယ်ဟိတ်လူလေးကိုလက်တွေ့ကြတဲ့တက်တည်ပြချက်တစ်ခုပြောမယ်အတော်တရောတို့ပြီးဖြောပြင်းနေတဲ့ပန်းတွေဟာတရောမထိုးပဲပန်းတွေထက်ပိုပြီးရှင်သန်ကြီးထွားတာလည်းတွေ့ရတယ်ဒါဟာပန်းတွေဟာအမှုပညာခံစားမှုဆိုတဲ့လက်တွေ့စမ်းသပ်ချက်ပဲ တိထက်ပိုပြီးထူးခြားတာပြောရရင်ပန်းတွေဟာမေတ္တာကိုယ်တော်နားလည်ခံစားတတ်ကြတာတွေ့ရတယ်။ပန်းတွေကိုမေတ္တာပိုပြီးရင်ပိုပြီးရှင်သန်ကြီးထွားကြတယ်။ဟုတ်ပြောလေရာတိဟာဒီအလွန်တရာအံ့ဩသွားပြီ။ဗျာပန်းတွေကတယောသံကို နားလည်တယ်ဆိုတာတော့အတော်အံ့ဩဖို့ကောင်းတယ်။ပန်းတွေဟာမေတ္တာကိုခံယူနိုင်စွမ်းရှိတယ်ဆိုတာတော့မယုံနိုင်စရာပဲ။ဟုတ်ပြောလေရာအမျိုးသမီးကြီးကအလွန်လေးနက်သောအမူအရာဖြင့်မယုံမရှိနဲ့လူလေ။ဒါဟာလက်တွေ့ပဲ။ အတော့ရဲ့စမ်းသက်ချက်တွေကိုအတိအကျပြောပြနေတာမြစ်တာရဲ့စွမ်းရင်ကိုပန်းကလေးတွေကခံယူတတ်တယ်လူလေးမယုံရင် အတော့ရဲ့ပန်းကြံကိုလာပြီးပန်းကလေးတွေကိုလေးလေးနက်နက်မြစ်တာပူစမ်းပါပန်းတွေဟာထူးထူးခြားခြားပဲဖူးပွင့်လာကြလိမ့်မယ်ဟုပြောလေရာတီးဟားကလွန်စွာအံ့ဩသွားဟန်ဖြင့်ခေါင်းတက်ဆက်ဆက်ညံ့၍ဒီနေ့ကြားရတဲ့ဇာတ်ကားတွေဟာတိတ်ပြီးထူးဆန်းတာပဲဗျာကျုပ်တက်တက်မှာဒီလိုအတွေ့အကြုံမျိုးတစ်ခါမှမတွေ့ဘူးဘူး ထိုအခါမြို့သမီးကြီးကတီခါကြီးမျက်နှာကိုကြည့်၍မင်းမစိုးဘူးစူးစမ်းခြင်းစိတ်လည်းရှိတယ်။ကဘာကြီးကိုတိုးတက်စေတာဟာစူးစမ်းခြင်းစိတ်ရှိတဲ့လူတေလူတဆုပ်စာကြောင့်ပဲ။လူငယ်အများစုကစူးစမ်းခြင်းစိတ်တွေရှိကြတယ်။ဒါပေမဲ့လူငယ်တွေရဲ့စူးစမ်းခြင်းစိတ်ဟာလူလက်ပိုင်းကိုရောက်ရင်ပျောက်ွယ်သွားတယ်။စူးစမ်းခြင်းစိတ်ကိုလူလက်ပိုင်းအိပယ်ထိထိမ့်သိမ်းထားနိုင်တဲ့လူဟာပြောင်းလဲမှုကြီးတွေကိုဖန်တီးပေးနိုင်တဲ့လူတွေပဲ။မင်းရဲ့စိတ်ဓာတ်ကိုတော့သဘောကျတယ်။ အတော်ရချန်ထဲမှာအလုတ်လုတ်ရှင်ရင်အချိန်မရွေးဖိတ်ခေါ်ပါတယ်ဟုပြောလေတော်ရခါဥယျာဉ်မူကြီးဥရှိကောင်းကဒေါ်ပန်းရောင်ချန်ထဲမှာတီဟာကိုထားခြင်းထားလို့ရပါတယ်ကျုပ်စီမှာတီဟာမရှိရဲဖြစ်ပါတယ်ဒေါ်ပန်းရောင်စီမှာတော့အလုတ်သမားနည်းနေတယ်ဟုပြောနေရဒေါ်ပန်းရောင်ကအကောင်းညှိ၍ဒီလိုဆိုရင်ကောင်းလေးကိုကျမချန်ထဲမှာခေါ်ထားပြရစေအခုတော့ခေါ်ခွင့်ပေးတဲ့အတွက်ဥရှိကောင်းကိုကျေးဇူးတင်ပါတယ်ဟုပြောလေဥရှိကောင်းကတဟားဟားရမော၍ကျေးဇူးတင်ရင်ကျုပ်ကို ခရမ်းရောင်ပန်းပွင့်တပင်လက်ဆောင်ပေးလေဟုပြောလေထိုအခါဥချက်ကောင်း၏စကားကြောင့်ဒေါ်ပန်းရုံကပြုံးလိုက်ပြီးအော်ခရမ်းရောင်ပန်းကို ရှင်တကယ်ကိုလိုချင်နေတာကိုဒါဆိုရင်လည်းယူပါချင်း ရှင်ကိုပန်းမင်တပင်ပေးပါမယ်ဟုပြောလေဒေါ်ပန်းရုံ၏စကားကြောင့်ဥချက်ကောင်းကရှံဝင်းတနေရာကြီးခရမ်းရောင်ပန်းပွင့်ပွင့်နေသောအပင်ပူကလေးစီသို့ဥတီလျှောက်သွားပြီးဒီနေ့တိတ်ပြီးထူးဆန်းတယ်ဗျာဒေါ်ပန်းယုံစီကခရမ်းရောင်ပန်းပွင့်ကိုရတာဟာ ောဒီကတရားကြောင့်ပဲထင်းတယ်။ခရင်ရောင်ပန်းကိုဒေါ်ပန်းယုံဟာငွေတသိန်းပေးရင်တောင်မရောက်ဘူးဆိုတာကြုတ်သိတယ်ဗျာဟုပြောရင်တင်းငယ်သောပန်းမင်ကလေးကိုပွေပိုက်ထား၏။ဒေါ်ပန်းယုံကကောင်းငြင်း၍ဟုတ်တယ်။တခြားသူဆိုရင်ငွေ10သိန်းပေးတာတောင်ရောက်မှာမဟုတ်ဘူး။ခရင်ရောင်ပန်းအတွက်ကရှင်လူမျိုး၃ယောက်အသက်သေဆုံးခဲ့ရတယ်။သူတို့၃ယောက်ဟာနှင်းမုံတိုင်းမိပြီးနှင်းတောင်ပြိုကျတာနဲ့သေဆုံးသွားခဲ့ရတယ်။ခရင်ရောင်ပန်းကိုချဖို့လူလေးယောက်သွားတာတယောက်ပဲအသက်ရှင်ကြံရစ်တယ် ခရင်ရောက်ပန်းဟာခါရာဘိုစီတောင်ကဲခက်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 ရှားဖွေရတဲ့ပန်းပဲဒီပန်းဟာအလွန်အေးမြတဲ့ญาတိဥတို့မှာစိုက်ပြိုးလို့ရတယ်အခုကျမစီမှာဖူးပွင့်နေတာ ကျမအမြဲမြေတားပို့နေလို့ထင်တယ်ဟုပြောလေရဥရှိကောင်းကခေါင်းညှိ၍ဖြစ်နိုင်ပါတယ်ဒေါ်ပန်းယုံဟာပန်းတွေကိုမြေတားပို့တဲ့နေရာမှာကြုတ်ထက်အများကြီးရှေ့ရောက်နေပြီမောင်တီဟာကိုဒေါ်ပန်းယုံစီမှာထားမယ်ဆိုရင်သူ့ရဲ့ထုတ်ပိုးတွေယူပြီးပြန်ပို့လိုက်မယ်လေဟုပြောလေဤ ထို့နောက်ဦးချစ်ကောင်းကတီဟကိုခေါ်၍မြို့ပြင်စိုက်ပျိုးရေးခြံသို့ပြန်ခဲ့လေ။လန်ကရီ၌ဦးချစ်ကောင်းကဒေါ်ပန်းယုံဟာအလင်း အလွန်လျှို့ဝှက်ဆန်းကျယ်တဲ့မိန်းမတရားအကွာသူရဲ့ဘဝပုံစံကအလွန်ဆန်းကျယ်တယ်။သူဟာရှန်တန်းမှနေဖို့လူတယောက်ကိုဘယ်တော့မှလွယ်လွယ်ခေါ်လို့မရှိဘူး။ဒီနေ့မင်းကိုချက်ချင်းလက်ခံလိုက်တာငါတိတ်ပြီးအံ့ဩတယ်။ဘာပဲဖြစ်ဖြစ်ဒေါ်ပန်းယုံနဲ့နေရတာမင်းအတွက်ကံကောင်းပါလေ။ဒေါ်ပန်းယုံဟာသူနှစ်သက်ပြီဆိုရင် ငွေရေးကြေးရေးနဲ့ပတ်သက်ပြီးဘယ်တော့မှနှံ့မျောတွန့်တိုလေးမရှိဘူးကျုံမှာငွေကြေးနဲ့ပတ်သက်ပြီးလိုချင်တတ်မှတ်စိတ်မရှိပါဘူးဒေါ်ပန်းယုံနဲ့နေထိုင်ရင်းနဲ့ဆန္ဒတက်တက်ပါဟုပြောရင်တတ်တလုံးခွဲခွာလာခဲ့ရတော့မိခင်နဲ့အတူတူနေရတော့မည်ဟုဆိုကဝမ်းသာကြည်နူးနေ၏ထိုအခါဥယျာဉ်မှုအရှိကောင်းကတက်ပြင်းရှာ၍မင်းရဲ့စိတ်ဓာတ်ကိုငါသိပါတယ်အိမ်ဒီကြီးမှနေရင်တော့ဒေါ်ပန်းယုံရဲ့မွေးစားသားမောင်ရွှေမြောက်ကိုအထူးတတိထားပြီတော့ မောင်ရွှေမြဟာမျိုးရိုးညံပြင်းလို့လားတော့မသိဘူးအလွန်ပဲရိုင်းပြတယ်ဒီမျိုးကလူတွေအားလုံးမောင်ရွှေမြရိုင်းပြတာသိရဲ့ဒါပေမဲ့ဒေါ်ပန်းယုံရဲ့မျက်နှာကိုထောက်ထားပြီးတီးခန့်ခွန့်လို့ပေးတာများပါတယ်ဟုတ်ပြောလေဟာတီဟကကောင်းခြင်း၍ကျုံမှာတီးခန့်ခွန့်လို့တတ်တဲ့စိတ်သက်ရှိပါတယ်မောင်ရွှေမြကိုအတတ်နိုင်သောတင်းချင်းခံပါမယ်အိမ်ကြီးကြီးမှနေထိုင်တဲ့လူတွေအကြောင်းကိုပြောပြပါဦးဟုတ်မေးလေထိုအခါဦးချေကောင်းကစေပေါ်လိုက်ကိုမင်းကြီး၍ အိမ်ကြီးမှာမောင်ရှင်များအပါဝင်ယောက်ျား၄ယောက်ရှိတယ်။အဲ့ဒါကတော့မောင်ရှင်များတကားဆောင်ဥပလနဲ့ဖိုးထောင်ဖိုးမောင်အမွှာညီအမွှာဘိုးညီကိုနှစ်ယောက်ပဲကွာ။အဲ့ဒီအိမ်ကြီးကလူတွေကထူးခြားချက်ကတော့သူတို့အားလုံးကိုခံပညာအသေးသေးတက်ကြွကြတယ်။ဥပလကတိုင်းပြောင်းပြန်ဆရာကြီးကွာ။ဥဖိုးထောင်နဲ့ဥဖိုးမောင်ကလည်းမြန်မာတိုင်းကောင်းကောင်းတက်ကြတယ်။ဒေါ်ပန်းယုံရဲ့မွေးစားသားလူပေါ်ကျော်တယောက်ကောင်မှာ အင်္ဂလိပ်ပေါင်စင်ကိုကျွန်းကျွန်းညင်ညင်တက်တယ်ဟုပြောလေရာတီဟာကတက်ပြင်းချရွေဒါဆိုရင်ဒီအင်ကြီးကယောက်ျားတွေထဲမှာကျုပ်တယောက်တည်းကိုခံပညာမတတ်တာဗောဟုပြောလေကြီးထိုအခါဥရှေကောင်ကတီဟာကိုမျက်မှောင်ကြုံကြည့်ပြီဘာဖြစ်လို့ကြောင်လဲတဲ့ဖွဲ့ရှင်တို့နေရတာလဲမောင်တီဟာရဲ့မင်းရဲ့လှုပ်ရှားသွားလာပုံကအလွန်တွက်လက်ဖြက်လက်တယ်ခန္ဓာကိုယ်အချိုးစစ်ကလည်းကိုခံပညာကောင်းကောင်းတည့်ရက်ကိုစနစ်တကျလေ့ကျင့်ထားတဲ့ပုံပဲ သူများကိုသာပညာချိုးထားလို့ရမယ်ငါကိုတော့မင်းချိုးဖို့မချိုးစားနဲ့နောက်ပြီးတော့မင်းတည်ထားဖို့ကအိန်ဒီကြီးကအိန်ဖော်မကလေး၃ယောက်ဟာကိုခန့်ပညာကိုတက်ကြမ်းကြတယ်ယောက်ျားကြီးမကြီးတွေလိုပဲရဲဝင်းတဲ့သူတွေပဲအိန်ဒီကြီးရဲ့ပိုင်ရှင်ဒေါ်ပန်းယုံကိုရတိုင်ကိုခန့်ပညာတက်ကြွနိုင်တယ်ဒါကြောင့်အိန်ဒီကြီးကလူတွေကိုအထင်မသေးပါနဲ့အိန်ဒီကြီးကလူတွေအားဘာဖြစ်လို့လျှို့ဝှက်တဲ့ဖွေဆံပြီးကိုခန့်ပညာတွေကိုတက်ကြွကြတာလဲ သူတို့မှာဘလို့ရန်သူတွေရှိလို့လေဟုတ်မေးမြန်းလေထိုအခါအုတ်ချက်ကောင်းကစေပွန်လိုက်ကိုဖာ၍အဝေးစီတို့ကမေးမြော်ကြည့်လိုက်ပြီဒေါ်ပန်းယုံမှာလျှို့ဝတ်တဲ့ရန်သူတွေတိုက်ပြီးရှိနိုင်တယ်တို့ငါထင်တယ်သူဟာငါနဲ့ရင်းနှီးခင်မင်းနဲ့မိတ်ဆွေဖြစ်ပေမဲ့ဒီအကြောင်းတွေကိုပြောမပြဘူးဒေါ်ပန်းယုံရဲ့နောက်ကျောင်းရာဇဝင်နဲ့ပတ်သက်ပြီးငါတိတ်ပြီးမသိဘူးဟုပြောလေတီဟာက စိတ်ဝင်စားဟန်ဖြင့်နားထောင်ရင်းဦးလေးနဲ့ဒေါ်ပန်းယုံဟာတမျိုးတည်းသားတွေပဲ ဒေါ်ပန်းရွယ်အကြောင်းကိုဘာလို့မသိတာလဲဟုမေးမြန်းလေ။ထိုအခါဥရှေကောင်းကဆက်လက်ကိုဖွာရင်းသူနဲ့ငါဟာတမျိုးတည်းဖြစ်ပေမဲ့ငယ်ပေါင်းကြီးပေါ်တွေမှာမဟုတ်ကြတာကွာ။ငါဟာဒီမျိုးသားမဟုတ်ဘူးကွာ။လွန်ခဲ့တဲ့အနှစ်20ကဆိုရင်ငါဟာအောက်ပြည်အောက်ရွာမှာနေထိုင်ခဲ့တာ။မော်ပြည်ဘက်မှာနေရင်မတရားမှုတစ်ခုကိုဝင်ရောက်ဖြေချင်းရင်ကလူတက်မှုဖြစ်တယ်။လူတက်မှုကြောင့်တတတရုံးကြပြီးမဲပေါက်လို့ပြန်လွတ်လာတယ်။ ငါတကျွန်းကပြန်လာတော့ငါအမဟာဒီမြို့မှာရောက်နေပြီငါတို့ဟာမောင်နှမနှစ်ယောက်ရှိပေမဲ့ငါအမအတွက်ငါဘာတခုမှမလုပ်ပေးဘူးဘူးဒါကြောင့်ငါအမနဲ့နီးနီးနေချင်းတို့ဒီမြို့မှာလာပြီးအရှေရှားဖြစ်တာပဲဒါကြောင့်ငါဟာဒီမြို့သားမဟုတ်ဘူးဒေါ်ပန်းယုံကတော့မိဖတွေလက်ထက်ကလေးကဒီမြို့မှာပဲနေထိုင်တာကွာဘာပဲဖြစ်ဖြစ်ဒေါ်ပန်းယုံရဲ့အခက်အခဲတွေကိုအစွမ်းရှိသမျှကာကွယ်ဖြည့်ချင်းပေးရမှာပါကွာဟိုမှားကြလေ တင်ရတဲ့မိခင်နဲ့ကြုံတွေ့နေရသောမိသည့်အခက်အခဲကိုမဆိုရင်းဆိုင်ဖြည့်ချင်းပေးရန်ဆုံးဖြတ်ထား၏ထို့ကြောင့်မိခင်နှင့်ပတ်သက်သော ရန်အန်ဒီယဟုသမျှကိုကိုညီဖြည့်ချင်းပေးမိအကြောင်းဥချက်ကောင်းကိုကတိပြုလိုက်၏ထို့နောက်အိမ်နီကြီးရှိရာရဲ့သို့ဆက်ရတက်ကြွသွားပြီးလှမ်းခဲ့လေတော်၏အိမ်နီကြီးတို့ရောက်လျင်ချမ်းသောကြီးကတင်ဟနေထိုင်ရန်အတွက်ရှမ်းအနောက်ဘက်ကြီးတက်သားအိမ်ငယ်ကလေးရှိရာ၌နေရာချပေးလေ၏ ထိုအင်္ဂါကလေး၌အခန်းသုံးခန်းရှိပြီးကျန်းအခန်းနှခန်းတွင်ရှမ်းအလုသမားဦးဖိုးထောင်နှင့်ဖိုးမောင်ဆိုသောအမှားညီကိုနေထိုင်ကြ၏ညနေစာစားချိန်သို့ရောက်လျင်အိမ်ကြီးအနောက်ဖက်ကြီးထမင်းစားဆောင်သို့တွားရောက်ပြီးစားတောက်ရာ၏မောင်တီရသည်ထမင်းစားဆောင်သို့ဖိုးထောင်နှင့်ဖိုးမောင်အမှားညီကိုနှစ်ဦးကိုတွေ့တော်လဲ၎င်းတို့ကစကားပြောဆိုခြင်းမရှိချေမောင်တီရသည်ဖိုးထောင်နှင့်ဖိုးမောင်၏ထူးခြားသော ရုပ်လက္ခဏာကိုကြည့်၍လွန်စွာအံ့ဩနေ၏သူတို့ညီကိုနှစ်ဦးသည်လူစင်စင်ထက်မြောက် မြောက်များနှင့်ပို၍ဆင်တူလေ၏ခန္ဓာကိုယ်အချိုးစင်မှာလည်းမြောက်ကဲ့သို့ရှိမောင်တီဟသည်၎င်းတို့ကိုစကားဆရန်ကြိုးပမ်းတော်လေအမွာညီကိုနှစ်ယောက်စလုံးမောင်တီတမောင်တီဟအားဖုတ်လေသည့်ငပိရှိလေသည်ဟုမအောင်းမေ့ပုံလည်းမရရှိမောင်တီဟသည်ညာသို့ရောက်သောအခါအိန်ဒီကြီးမှဆန်းနရတန်နှင့်တရှင်းတန်ကိုကြားရလေ၏တရှင်းဆိုသူမှာအမျိုးသမီးတဦးဤအတံပင်ဖြစ်တဲ့ဖြင့်မိခင်ပင်ဖြစ်လိမ့်မည် စန္ဒယာတိတံပြီးဆုံးသွားသောအခါဆွဆွဲငင်ငင်ဥလိုက်သော ခွေးအုပ်တန်ကိုကြောက်မက်ဖွယ်ကြရ၏အိန်ဒီကြီးအနောက်တွင်တင်းညာရှိသည်ဖြင့်ခွေးဥတန်မှာပုံမို၍အသေးထိတ်ဖွယ်ကောင်းနေ၏ထိုညာကညင့်အတော်နေသောအခါမှာမောင်တီဟအိပ်ပျော်သွားလေ၏နောက်တနေ့နန်းနေသို့ရောက်သောအခါမောင်တီဟကအိပ်ရာမှအိပ်ရာထနောက်ကျသွား၏ဖိုးထောင်နှင့်ဖိုးမောင်အမွှာညီကိုနှစ်ဦးမှရှန်သေးကြီးအမိုက်များကိုလှင်ကျင်း၍နေလေသည် မောင်တရသည်၎င်းတို့ညီကိုနှစ်ဦးကိုကိုညီလောက်ကင်ပေးရန်ပြင်ဆင်နေစဉ်အနည်းသို့မိခင်ဤမွေးစားသားမောင်ရှင်များရောက်လာပြီးမောင်မရိုင်းဆိုင်ဟန်ဖြင့်ဟဲ့ကောင်မင်းမနေ့ကမှအလုပ်ဝင်တဲ့ကောင်မဟုတ်လားနေမြင့်မှာအဲ့ရထားပြီးဘာအလုပ်လုပ်မှာလဲမင်းအမေရဲ့လာကကိုလိန်ညာပြီးယူမဲ့ကောင်မဟုတ်လားဟိုကျိန်ပေါင်းတွေတရားဒီမောင်ရှင်များဤမောင်မရိုင်းဆိုင်ဟန်ပြမကြင်မနဲ့ဖြစ်သွားတော့လဲစိတ်ကိုချုပ်ထိတ်လိုက်လေ မောင်ရှိမြကဆက်လက်၍ဟေ့ကောင်အိမ်မှာထောင်ထားတဲ့ငါ့ရဲ့စပိန်ကိုပြောင်းနေအောင်တိုက်စပိန်တိုက်ပြီးရင်ငါ့ရဲ့ဖက်နှက်ကိုတိုက်ကြားလားဟုပြောလေမောင်တီရတဲ့မိခင်နဲ့အတူနေချင်းစိတ်ကြောင့်မမ်မာနာများကိုခေါ်ဝါချလိုက်ထို့နောက်မောင်ရှိမြရဲ့စပိန်ကိုပြောင်းလက်အောင်တိုက်လျှို့ပေးလေမောင်ရှိမြသည် လာရောက်ကြည့်ရှုပြီးအပြစ်မရှိအပြစ်ရှာပြီးဟေ့ကောင်မပြောင်းဘူးလက်ကြောမတင်းတဲ့ကောင်တေးသေးချာချာတိုက်စမ်းဟုကြိမ်မောင်းလေ ထို့နောက်မောင်ချွေမြ၏ဖဏတ်ကိုတိုက်ရပြန်၏မောင်ချွေမြသည်တီဟအားအမျိုးမျိုးစုစုချင်းပေါင်းပြီးစပိန်ဖြင့်ထွက်ခွာသွားလေ၏တီဟသည်မောင်မရိုင်းဆိုင်လာသောမောင်ချွေမြ၏နောက်ရောကိုကြည့်ရင်းကြံ့ရင်ခဲလေ၏ဖိုးထောင်ဖိုးမောင်ညီကိုနှစ်ဦးရောက်ရှိလာပြီးတီဟ၏ပခုံးကိုပုတ်ကာစိတ်ပြတ်သွားပါလားကွာ မောင်ချွေမြအကျင့်ကဒီလိုပါပဲကွာဒီချန်ကြီးမှနေရင်တော့သူ့ရဲ့မရိုင်းမှုတွေကိုတင်းချင်းခံပြီးနေရတယ်ကွာဟုပြောလေ၏တီဟသည်ထိုအခါမှပင် အမွှားညီကို စိတ်ကောင်းရှိသူများဟုသိရှိသွားလေသည်အမှွာညီကိုသည်အလွန်စကားနေပြီးမလိုအပ်ဘဲစကားပြောခြင်းပုံမရချေထိုအချိန်မှစ၍မောင်တီဟာနှင့်အမှွာညီကိုတို့သည်ရင်းနှီးခင်မင်သွားလေမောင်တီဟာသည်အမှွာညီကိုနှင့်အတူအလုံးများကိုကြိုးစားလောက်ကင်ပေးလေသမင်းစားချိန်တို့ရောက်သောအခါအိန်ဒီကြီးအနောက်၌သူတို့သုံးယောက်အလုတ်တူတူတွားရောက်တွားရောက်၍ ထမင်းစားချိန်တို့ရောက်တော့အခါအိမ်နေကြီးအနောက်၌သူတို့သုံးယောက်အတူတူတွားရောက်ရစားတော့ကြလေ၏ညနေဆောင်သောအခါခြံထဲသို့ဒေါ်ပန်းရုံဆင်းလာတဲ့အဖြစ်တိဟသည်စိတ်လှုပ်ရှားသွားလေ၏သူသည်မိခင်နှင့်တွေ့ဆုံသည့်အခါတိုင်းအမျိုးမည်မသိသောဝေဒနာကိုခံစားရ၏ဒေါ်ပန်းရုံကမောင်တိဟကိုကြည့်၍ခြံထဲမှနေရတာအစဉ်ပြေရဲ့လားလူလေးတကယ်တော့ဒီခြံထဲမှာပင်ပင်ပန်းပန်းလောက်ရတဲ့အလုပ်တွေများများဆက်စားမရှိပါဘူးဒီခြံထဲမှာဗလာနဲ့လောက်ရတဲ့အလုပ်တွေထက် အုံနောက်နဲ့လောက်ရတဲ့အလုပ်တွေကပုံများတယ်။နှလုံးသားထဲမှာဗန်းမင်းလေးတွေရှိနေပြီဆိုရင်ခြံထဲမှာအလုပ်လုပ်ရတာပင်မန်းတယ်လို့မရှိတော့ဘူး။အဲ့ဒီခါမှာလူကလေးဟာပန်းတွေနဲ့စကားပြောရလိမ့်မယ်။ပန်းကလေးတွေစီကမှုရက်နဲ့ကျူချိုက်ပြီးပျော်ရွှင်ကြည်နူးလိမ့်မယ်ဟုပြောလေ။တိဟာကမိခင်ဤမျက်နှာကိုကြည့်၍ဟုတ်ကဲ့ပန်းကလေးတွေစီကဘာသာစကားကိုသင်ယူဖို့ကျွန်တော်ကြိုးစားပါမယ်ဟုပြောလေ။မိခင်က အလွန်လှပသောနှင်းစီပန်းမွင့်တပွင့်ကိုနမ်းရှုံလိုက်ပြီးလှပတဲ့နှင်းစီပန်းကလေးတွေမှာစူးတွေရှိရယ်တကယ်တော့နှင်းစီပန်းနဲ့စူးတွေကိုမလိုက်ဖက်တယ်လို့ခံစားရတယ်ဒါပေမဲ့နှင်းစီမှန်ရင်တော့စူးရှိရမှာပဲဘာကြောင့်လဲဆိုတော့သူ့ရဲ့အလှကိုကာကွယ်ဖို့စူးတွေရှိဖို့လိုအပ်တယ်လေလူလေးကို အတော့ရမွေးစားသားနဲ့ပတ်သက်ပြီးပြောရအောင်မယ်သူဟာငယ်စဉ်ကအလိုလိုက်ထားတဲ့အတွက်မောက်မှရိုင်းဆိုင်နေတယ် သူများပေါ်မှာလည်းအနိုင်ကျင့်တတ်တယ်ဒါကြောင့်သူ့ရဲ့အပြောအဆိုတွေကိုတင်းကျင်းခံပြီးဖို့အတော်မြင့်တာရက်ခံကျင်တယ်ဟုပြောလေ၏တင်ရသည်မိခင်နှင့်အတူနေရလျင်အရာရာကိုတင်းကျင်းခံနိုင်သူဖြစ်၍ဒီအတွက်မပူပါနဲ့အတော်ရဲ့ကျွန်တော်သူ့ကိုအတက်နိုင်ဆုံးတီးခံခွင့်လွှတ်ပေးမှာပါဟုပြောလေ၏တို့အခါဒေါ်ပန်းယုံကကျင့်တတ်သွားဟန်ဖြင့်ပန်းရှံထဲတွင်လှဲ့လေကပန်းကလေးများကိုစိတ်ဝင်စားကြည့်ရှုလေ၏တင်ဟသည်မိခင်၏နောက်ကျောကိုကြည့်ရှုရင်းကြံ့ရင့်ခဲ့လေ၏ သူသည်ညနေဆောင်သည့်အထိအမှားညီကိုနှုတ်ဦးနှင့်အလုံးလုံးပြီးရေတွင်း၌ရေမိုးချိုးကြလေ။အမှားညီကိုနှုတ်ဦးသည်ရေမိုးမချိုးမီခြံအနောက်ရှိမြေကွက်လတ်၌ဓာတ်နှက်လက်အတိုင်းကိုလေ့ကျင့်နေကြ၏။အမှားညီကိုနှုတ်ဦး၏ဓာတ်တိုင်းပညာမှာအစင်းမနှိမ့်လာကြောင်းတွေ့ရ၏။တင်ရသည်အချိန်များအားလက်နေသဖြင့်အိမ်ဒီကြီးအနောက်ဘက်သို့လှည့်လည်ကြည့်ရှုလေ။အိမ်ဒီကြီးအနောက်ဘက်၌ရှံဝင်းကြီးသည်လွန်စွာကျဉ်ဝန်းပြီးရှုံနယ်ပုံပန်းများဖုံးလွှမ်းနေလေ။ သူသည်ရှုံနေပိတ်ပေါင်းများကိုတိုးခွေ၍ခြောက်လန်းခဲ့ပြီးလမ်းငယ်ကလေးတလန်းကိုတွေ့ရ၏ထိုအခါလမ်းငယ်ကလေးအတိုင်းခြောက်လန်းခဲ့ရာအိမ်နေချင်း၏အနောက်ဘက်ခြံစည်းရိုးအဆက်သို့ရောက်လေ၏ထိုအခါခြံစည်းရိုးအဆက်အနီးတွင်နတ်ကုန်းနှင့်တရံသူသောဆင်လေးတစ်ခုကိုတွေ့ရလေ၏ထိုဆင်လေး၏အရှိတွင် အမွှေးတိုင်ထွန်းသောခွန်များနှင့်ပန်းအိုးများကို တွေ့ရလေ၏တိဟသည်နတ်ကုန်းအနီးသို့ရောက်သွားကကြည့်ရှုပြီးမြင်ရသောမြင်ကွင်းကြောင့်မျက်လုံးပြူးသွားလေ၏ဟုတ်ကဲ့ပါခင်ဗျာ ဒီနေ့အပိုင်းနှစ်စီစဉ်တင်ဆက်မှုကိုအီမာရင်ခိတခဏရန်သားဝင်ပြပါခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားပေးကြတူကျွန်တော်တို့ရဲ့ညီကောင်မောင်တို့မှတူဦးတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါရခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်တို့များအားလုံးကိုယ်စိတ်နှစ်ပါးချွန်လန်းချမ်းမြေကဘေးပြာအပေါင်းမှကင်းဝေးကြပါစေခင်ဗျာ